နေ့တစ်နေ့တာရဲ့အာယုံများတာတွေအများကြီးမှာအခုအရင်ဆုံးစပြီးတော့စိတ်နဲ့ခန္ဓာလေးကိုအရင်စုစည်းကြည့်မယ်တည်ငြိမ်အောင်လုပ်ပြီးတော့မှအတူတကွာခင်ရင်လို့စလိုက်ကြမယ်ဆိုတော့တက်တောင်တက်တာအနေထားလေးတစ်ခုကိုထိုင်ပေးမယ်။ထိုင်ပြီးတဲ့အချိန်မှာအဆင်ပြေတဲ့ကြောယူလေးကိုဖြောင်းပြောင်းလေးပဲထားမယ်။များသောအားဖြင့်ဒီကြောယူကုတ်နေရာလေးတွေမှာ tension တွေအများကြီးရှိတတ်တယ်ဆိုတော့အဲ့ဒါလေးကိုနည်းနည်းလေးရင်ဖြေကြည့်အောင်ဆိုတော့လက်ကလေးတစ်ဖက်ကိုဘေးကိုဆန့်ထုတ်လိုက်မယ်။ ဒီဘက်လက်ကလေးကအောက်ကိုအသားလေးချထားမယ်။ဆိုတော့ကဘာမြည်ကြီးရဲ့ဆွဲအားကိုလက်ဖောအားကနေခန်းစားကြည့်မယ်။တောင်းတောင်းကြီးမဟုတ်ဘူး။ဒါပေမဲ့ခိုင်ခိုင်မမာပဲပခုံးလေးတွေ relax လုပ်ထားမယ်။ရှူသွင်းလိုက်မယ်နည်းနည်းရှိုင်းရှိုင်းပြန်ပြီးရှူထုတ်တဲ့အချိန်မှာနရွက်ကလေးကပခုံးကိုတစ်ဖက်နရွက်ကလေးကပခုံးကိုဆွဲထိမယ်။ Very good ။ဘယ်ဘက်ချမ်းမှာ stretching ဖြစ်နေတာလေးကိုခန်းစားကြည့်မယ်။ လက်ကြီးကအောက်ကိုကျသွားရင်လက်ကလေးကိုအပေါ်နည်းနည်းလေးပြန်တင်မယ်အပေါ်ထောင်သွားလို့ရှိရင်လက်ကလေးကလေကိုပြန်ထားမယ် balance လေးဖြစ်နေမယ်တပြိုင်နက်တည်းမှာအသက်ရှူတာလေးကိုတိနေမယ်ပြီးရင်အောက်ကလက်ကလေးကခေါင်းလေးကိုအသားလေးပြန်ကင်ပြီးတော့ခေါင်းလေးကိုဖြည်းဖြည်းလေးမှတ်ပေးမယ်လက်ကလေးအသားလေးပြန်ချလိုက်မယ်နောက်တစ်ဖက်ကိုသွားမယ်လက်ကလေးဆန့်ထုတ်ထားမယ်ရှူသွင်းလိုက်မယ်ပြန်ပြီးတော့ရှူထုတ်တဲ့အချိန်မှာနရွက်ကလေးကပခုံးစီကိုသွားမယ်လက်နဲ့ဆန့်ကျင်ဘက် မျက်နှာလေးတွေ relax လက်ကအောက်ကိုကျသွားလားအပေါ်ထောင်သွားလားတစ်ချက်ခံစားကြည့်မယ်ဒီနေရာလေးမှာပဲ feel the gravity ကဘာမြေကြီးရဲ့ဆွဲအောင်ကိုခံစားကြည့်ပါတပြိုင်နက်တည်းမှာနေရွက်ကပခုံးစီကိုတွားနေတယ်သက်ရှူရာလေးကိုသိနေမယ် and exhale ဒီဘက်လက်ကလေးကခေါင်းလေးကိုအသားလေး support လုပ်ပေးမယ်ပြီးရင်လက်ကလေးအောက်ကိုသားလေးပြန်ချလိုက်မယ်